တော်လှန်ရေးတော်နေရများပါတော်လှန်ကလေးကမင်္ဂလာပါရှင်ခုဖွဲ့ပြပြီးမှာတော့စာရေးဆရာစီနေငယ်ရဲ့မြောင်ကျွညုံမလေးပြဝတ်တန်းဆိုတဲ့ဝတ္ထုရှိရဲ့ပိုင်းဆက်ဖြစ်တဲ့အပိုင်း20ကိုဖပြပေးကြပါတယ်မြောင်ကျွညုံမလေးပြဝတ်တန်းအပိုင်း20ချင်းနေရောက်နေတဲ့နောင်လေးကြီးမိုးဖျားကမင်းစပွဲပေါ်မှာတင်ထားခဲ့တယ်လို့ပြောသွားတယ်။ဟုတ်ဦးလေးထုံး ရွာပြင်ဆက်နာရှိရာကင်းကိုတော့ကြည့်ပြီးပြန်လာသည့်လွန်းနောက်တွင်ဘေးင်္ဂဥထုံးဝေသတိပေးတဲ့ကြောင့်ကောင်းမြေပြလိုက်အိမ်ထဲသို့ခွတ်တုတ်တုတ်ဝင်လာ၏ထမင်းစားပွဲတွင်မိုးဖျားလာပို့ထားသည့်ဟင်းကိုတစ်ချက်ကြည့်လိုက်မိသည်သူရွာပြင်ရောက်ပြီဆိုသည့်နှင့်နှိမ်ကျော်ရှိမိုးဖျားကန်းကသူ့အတွက်ဟင်းတစ်ခွက်တော့အမြဲလာပို့ပေးနေကြပင်ဘေးဘုတ်ကိုပုံဝိုင်းချက်ဆက်ဆက်လေးချက်ထားသည့်ပုံပေါ်သည်မူရာကင်းပြန်ဖိုက်ကတကူကူမြပြနေလေသည် တို့စရာပဲကြီးပြုံးနေငါးကြော်တွေကပါသေးသည်မိုးဖျားကတော့စင်လာမပြတ်သူ့ကိုဂယူးဆိုင်နေတော့မှာပဲထို့ကြောင့်နုံနောင်ကိုရံလဲမိုးဖျား၏တားဖြစ်သူဦးလေးငွေကိုရှာခင်းလေးတွေအပ်ထားခဲ့ခြင်းပဲပိုက်ဆံနေပြီမယ်အလင်းလိုအချိန်သာပိုရသည်ဂျေနိုင်သဘောတရားကိုတည်သူပြီးစာကိုအရင်ကြည့်လိုက်မိသည်ဥကြောဆိုပို့ထားသည့်စာပဲ အထဲကစာကို သူဖောက်ဖက်လိုက်ချိန်၌ဘိုက်စာနေသည့်စိတ်များပင်တိမ်မြူလိုတိမ်မြူကိုလေပြင်းတိုက်သလိုလွန့်သွားရလေသည်ရွာပြင်ရောက်တော့မှတလားပင်မပြေသေးရင်ကုန်တို့ပြင်ရပေဦးမည်စာရီအပြန်လန်ပို့နေတာကအလုံးမဖြစ်လားဖုံးဆက်ဖို့ကလည်းတမျှော်တခေါ်တော့ရမည်လေထို့ကြောင့်မင်းမြိုင်ဆိုင်နေသည့်ထမင်းစပွဲကိုခစ်တာလစ်လူရှုကသူတို့ရဲ့သာနေသည့်အိမ်ကိုတိမ်ဆဲရင်အဝတ်ထုတ်ပွားရသည် တရားနာတံကိုအိမ်ပြင်မှနေလွန်းအောင်ကြားနေရသည်ထိုအိမ်ထဲသို့သူချက်ချင်းဝင်မသွားပြည့်အတန်ကြာဘုံကြီးတွေဆွန်းစားပြီးထွက်လာမှသာသူအိမ်ထဲသို့ဝင်မိသည်ဖျားစင်ပေရှိခုံလေးတွင်ထောင်ထားသောတပ်ပုံသည်လွန်းအောင်မမြင်ဘူးသည့်ဥမိုးညင်တပ်ပုံပင်ဖြစ်လိမ့်မည် ထောင်ထဲမှာဆုံးသည်မူရုပ်ကလက်ကိုအပြင်ထုတ်ခွေခွင့်မရလိမ့်မူရဲလေသာလောက်ရလိမ့်သည်ကျင်းနေပါသည်စာကတူကပြက်သားသည်ကိုမိုးညံဆုံးမိမောင်းလုံးအောင်ဝေးသား ဖျားဆင်ရှိပြီးပုံပုံလေးထိုင်နေကြတော့မိမသားရင်းနဲ့ခြံထဲမှာရှိသည့်အလဲရဲရဲ့ကလေးနှစ်ယောက်ဥမုံညာရဲ့တမီးကြီးတို့နှင်းတော်ရာရဲ့ဘေးတွင်လေကြည်ပြစင်ကိုတွေ့ရ၏ကြည်ပြစင်ကဖြက်ခနဲ့သူ့ကိုလှမ်းကြည့်ုံသာကြည်ပြီးရင်းနှီးကြုံဝင်သည်ဟန်မပြချင်းဥချော့ဆိုကနေရာကထလာသည့်ချိန်တွင်အိမ်ပဝအနီးအိမ်ပဝနေရှိလွန်းနာအမြင်သည်နှင့်အသားရလက်ပြကခြံထောက်သို့ခေါ်သွားသည်ရက်လက်အမီရောက်လာတာပဲဆိုပေါင်းဦးလေးဘလို့ဆုံးတာလဲ ။ဥကျော်ဆိုတာတပြင်းချကထောင်သားချင်းချင်းအလွတ်လုံနေရန်ဖြစ်ချင်းအရိုက်ခံရပြီးဆုံးသွား။လုံးတော်မြင်သာသည်တည်ကျင်းသွား၏။ဒါသူရသားရဟုတ်မနေဘူး။အမှန်ပဲ။ဦးလေးတို့တွေ့ဖို့စ조사နေရကိုတယောက်ယောက်နဲ့တိတ်နေရလား။လုံးတော်သည်အပြစ်မကင်းသလိုခံစားတော့ရသည်။အဲ့ဒါလည်းဖြစ်နိုင်တဲ့ချက်တွေကတစ်ခုပေါ့။ကျွန်တော်တို့တော့ဝင်တွေ့လိုက်အောင်မယ်။စကားတော့မလွန်စေနဲ့။ကျွန်တော်နားလေပါတယ်။ ဘွန်းနောင်ကဒေါ်နေကြီးကိုဝင်တွေ့ကမျက်နှာပြရသည်အမှန်စင်စစ်မှာတော့ဘာအပိစကားမှသူမပြောတတ်ပါကြီးလက်တော်သောခံစားချက်ဟာတဘွားလုံးအရေးလိုရှိနေပင်ဆိုပေမဲ့လက်တော်ရဲ့ခံစားချက်ဟာတဘွားလုံးအရေးလိုရှိနေမှာဆိုပေမဲ့ဘသူတွေက အရှိကိုတသတာပြန်ကြည့်နေနိုင်ပါတယ်လေကြာတော့လေနေရင်ပြောက်ရင်ပြန်တွေးမိရင်ပေါ့အမှတ်ကြီးရတွေဟာလေတဖြည်းဖြည်းချုပ်ရင်းသွားပါလိမ့်မည် နောက်ဆုံးမှာတော့ရှိခဲ့ဘူးတဲ့စေယုံလေးသာခက်ရေးရေးကျန်နေလိမ့်မည်သူကိုယ်ရံလေးထက်တူခံစားဘူးဒီမဟုတ်လားလုံးအောင်တော်တော်တိတ်ဆုံးသွားတဲ့လူတွေရဲ့အမှတ်တရမှတ်ညံများထံနာကြီးပွဲမှတ်ညံများကကြီးစိုးနေလိမ့်ဤအမှတ်တရတွေဟာကျွင်းကျန်ရစ်ခဲ့တော့တပ်ပုံလှလှလေးတပုံဖြစ်မယ်ဆိုလျင်နာကြီးချက်တွေကတော့မှန်ကြည့်တိုင်းမြင်နေရမည်မျက်နာပေါ်ကအမာရိုးတစ်ခုလိုပဲသူဟာတော်နေရင်ရှိရင် ိတ်ငြိမ်စွာထိုင်နေမိရင်တွှွှွှွှုံငုံနေသည့်ပုံရိပ်ကိုတိုင်းသာမြင်နေရ၏ပြန်တွေးကြည့်မှာမိုးတို့အဖတို့မမတို့ဆုံးတော့ကဤသို့နဲ့အာပတရသူမငုံဘူးသည်ကိုအမှတ်ရမိသည်အဖေသောဆိုသောထိုလူများကိုသိဆုံးသွားသည်ဟုမမှတ်ယူနိုင်သောကြောင့်ဖြစ်သည်ပြန်လာမှာပါဟုအချင်းချင်းခါခါတွေးနေခဲ့မိလေသည်ကလေးပင်မန်းခဲ့မှာပဲ တွင်းကြီးကသူ့လက်ဖွားကိုအုတ်ကန်ကပြောလာချိန်တွင်တော့လုံးတော်ကြီးမျက်ခုံးထဲတွင်တိတိတသားပြင့်တက်သွားရသည်အခုကိုချင်းစာပေးနေတာများလားသူမတုတ်ပြန်မိချင်းအတုဘိုင်းနဲ့တနေ့ကောင်သူကိုစရာရှိတာများကိုကူသည်ကြည်ပြူစင်ကိုလည်းမိမိလျော်ထားလိုက်မိသည်ကြည်ပြူစင်နဲ့ဦးကျော်ဆိုးတို့ကတော့သူ့အထက်လျင်စောစောစီစီပြန်သွားသည်လုံးတော်ကတော့ညနေစာညနေနေဆောင်ချိန်မှသာပြန်တင်းသည်ဟု တွေးလိုက်မိသည် ဒေါ်နင်းရဲ့ယောက်ျားအုံငွေနဲ့တိတ်ဆုံတာကတိုယိုတာယုံမဟုတ်ဘူးသူမပြောရခဲ့ပြီအကုန်ခဏထွင်ကနေခလန်းလန်းရောက်ပြီးမှအနောက်ကလှမ်းခေါ်တဲ့ဝကြည်လိုက်ရသည်ပြေးမတော်လိုက်လာသူကနှင်းတော်တာအကုန်ညီမပြောစရာလေးရှိလို့ဗာများလဲညီမနှင်းတော်တာကစိတ်လုံရှာမောပန်းနေရန်ရှိကသူ့အောင်ပြန်မနှွမ်းလျသာကြည့်မနေ့ဖြစ်မှ တနေရာမှာတွေ့ပြီးပြောလို့ရမလား အကိုဖေးနေရာမှာတွေ့တွေ့ညီမကအဆင်ပြေပါတယ်။ဟုတ်ပြီညီမရပါတယ်။ကျွန်တော်မနေ့ပြန်မနေ့၁၀နာရီလောက်စုလေဖျားနာဗန်နူလာပန်းချံမှာစောင့်နေပါမယ်။အဆင်ပြေလားညီမ။ပြေပါတယ်။ဒါဆိုအကိုကိုတော့ဝင်ပြူအောင်တတော်ကိုကယူဆိုင်လိုက်အောင် ဟုတ်ကဲ့ကိုကျေးဇူးတင်ပါတယ်။နော်နော်လေးသူ့ကိုဒီမင်းကလေးဘာကြောင့်များကျေစုတင်နေမှမသိသေးသူရဲ့ကြောင်နာနာအမူအရာကိုတွေ့တော့နှင်းတော်တာကပင် ပြုံးကြတာဒီနေ့ကူညီပေးလို့ပါ သူတစ်ချက်များကောင်းကြီးပြပြီးထိုနေရာကလှည့်ထွက်လာသည်ဒိုနေယိုအင်ကနေပတ်ကားစီးဖို့ဆိုရင်လမ်းတဲ့ငကုတ်ကိုကိုယ့်ဘက်ကကိုယ့်ဘက်ရှောက်မှသာမှတ်တိုင်လမ်းမကြီးကိုရောက်သည်လမ်းတဲ့ဆုံးလမ်းမကြီးရောက်တွင်ဂျီဘူးစင်းကားကိုတွေ့ရ၏နုံနောက်ကြီးထိုကားမှာသူ့ကိုစောင့်နေမသိထို့ကြောင့်ကားမှန်တကားကိုခောက်နေတော့ဂျီဘူးစင်းကမှန်ကိုချပေးလေသည်ဂျီဘူးစင်းလက်တွင်တော့တောက်လက်စာစီးကရက်တလေးကိုတွေ့ရ၏ တော်ရသူ့အဖေမဆုံးခင်မှာတော်တွေ့လိုက်ရသေးတယ်။ကြည်ဖြူစင်ကရှေ့ကိုရှေ့တော့တူရှူကြည့်လျက်ကားဘက်ကိုညှင်းသွားသောလှည့်ရင်ပြောသည်စလေးကိုတော့တစ်ချက်လောက်ရှိုက်ပြီးကားမှန်ကန်နဲ့တစ်ဆင့်လွတ်ပြစ်လိုက်လေသည်။တော်သေးတာပေါ့တခါမှမတွေ့လိုက်ရရင်သူနောင်တရမှာပဲ။ကြည်ဖြူစင်ကလုံးတော့ဘာလဲဟောင်းဆိုဘာလဲဟောင်းဆိုသလိုမျိုးလှမ်းကြည့်လိုက်သေးသည်ကြည်ပြူစင်ကြည်ပြူစင်စိတ်ဝင်စားသည်ကတော့ဖေနှင့်တမီးကြောင့်ကတန်ခေါစင်ကိုလည်းမဟုတ် တိတ်ဆုံးမှုကိုလည်းသိကူမထားသူတိလိုဒီကနှင်းတော်ရနဲ့ဦးမွညာတွေ့ပြီးဘာတွေပြောခဲ့ကြလဲဆိုတာကိုပဲကျမကတော့သူတို့ဘာတွေပြောခဲ့လဲဆိုတာကိုပိုစိတ်ဝင်စားတယ်။သူကျမသူကျမကိုသူ့အဖေဘာတွေပြောခဲ့လဲဆိုတာကိုပြောပြချင်မှမပေါ်ဘူး။ကျွန်တော်ကတော့ဦးမွညာဘာလို့ဒီလိုဖြစ်သွားလဲဆိုတာကိုပိုသိချင်ပါတယ်။ကျွန်တော်ကြောင့်များလားကြည့်ပြီး။အိုး No အမေတော့ကျမတို့ဘက်ကတကွက်လူသွားတာ။ဦးမွညာရှင်းခံလိုက်ရတဲ့ကိစ္စကကျမတို့နဲ့မဆိုင်ဘူး။ ကျမတို့ဒီမှုကိုပြန်လိုက်နေတာကိုဘယ်သူမှအာရုံမထားမိဘူး။ဒါဆိုဘာလို့လဲ။နောက်တော့ဒီစိတ်လောအားစိတ်လောအားကြီးတော့မေးလိုက်ပြီးမှတခုခုကိုတွေးပေါက်သွားလေဟန်ဖြင့်ဒါဆိုသူပြန်လာတော့မှလား။တော့တယ်။သူပြန်လာဖို့အတွက်လက်ကျန်သူကိုရှင်းပြလိုက်တာပဲ။အဲ့ဒါကသူပြန်လာတော့မယ်ဆိုတဲ့အရေးမျိုးကိုပြတာပဲ။နောက်တော့ဒီတွေးကြော်ရသည်တတိတ်တိတ်ခုံနေ။ဖြစ်ရှိလာများစောင့်နေရသည့်ရက်ကိုရောက်လာတော့မည်။ နှင်းတော်တာကို သူတွေ့ရဖို့တွေ့ဖို့ချိန်ထားတာကြောင့်နှင်းတော်တာကိုသူတွေ့ဖို့ချိန်ထားကြောင်ဂျီဖြူကိုသူပြောပြလိုက်ပြီဂျီဖြူစင်ကတော့ရတဲ့လောက်အိအောင်မေးဖို့တိုက်တွန်းနေသည်ဆုလေဖျားစီကိုလွန်းအောင်ချိန်ထားတဲ့အချိန်တော့ပိုဆော့ရလာခဲ့တော့လေနှင်းတော်တာနှင်းတော်တာကပဲသူထက်ပိုရေဝရိယကောင်းနေသေးသည်လေရဆက်တောက်ဆိုင်ပဆိုင်ကိုရွေးလိုက်ပြီးနောက်တွင် နှင်းတော်တာကိုသူအကဲခတ်လိုက်မိသည်တော်တော်လေး ရင်ထဲထတွင်ပါသည်မျက်နှာကိုကြည့်လိုက်သည်နှင့်ကြည်လင်အေးချမ်းမှုကို ခံစားရလိမ့်မည်ဒီမင်းကလေးကသာသူ့တငယ်ချင်းကြည်ပြူစင်ကသူ့ကိုထောင်လန်းချင်ုံတက်တက်အပေါင်းတင်လှုပ်ပြီးအတုံးချနေတာကိုသိသွားလျင်ဘလို့များနေလိမ့်မလဲအခုအချိန်လေးကိုတကူတကာတောင်းပြီးလို့အားနာရပါတယ်မဟုတ်တာကျွန်တော်လည်းရန်ကုန်မှာဒီတိုင်းအားနေတာပါညီမအကိုကိုတွေ့ချင်ရတဲ့အကြောင်းရင်းကညီမကိုအကြောင်းလေးကိုမမေကတစ်ဆင့်ပြန်တည်ရပါတယ် ီလိုပုံစံမျိုးအပြင်မှာတကယ်ရှိနေလိမ့်မယ်လို့မထင်ထားမိဘူး။ဖြစ်ပေကမူရစ်စိုးအောင်မှုနဲ့လုံးလုံးမပတ်သက်ပါဘူး။ဒါပေမဲ့သူဝင်ခံလိုက်တယ်။အဲ့ဒါအပြင်ကမက်ကြီးပြာကောကဟူတဲ့စိတ်သိမ်းခဲ့မိပါတယ်။အဒီတွေ့ဖြစ်ဖြစ်ကိုသာညီမကပဲတောင်းမှန်ချင်ပါတယ်။လုံတော့ဒီနင်းတော်တာကိုမျက်နှာသေးဖြင့်ကြည့်နေမိဒီကိစ္စတောင်းမှန်ဖို့အကုတ်ကိုချိန်လာလား။စိတ်မရှိပါနဲ့လို့လည်းမပြောချင်ဘူး။စိတ်ရှိချင်လည်းရှိဖို့ညီမအဖေရဲ့အမှားကခွင့်လို့ ခွင့်လွှတ်လို့ရတဲ့စီရင်နဲ့မပါဘူးအဲဒါကြောင့်ညီမကလည်းကိုစားတောင်းပန်စရာမလိုပါဘူးသိပါတယ်ဒါကတောင်းပန်ရင်လည်းမလုံလောက်ဘူးဆိုတာနွန်းနောက်ကြီးနှကန်းကိုတင်းတင်းစိတ်ပြီးပြုံးလိုက်ရင်ဟုတ်တာပေါ့ပြန်စားထိုးရောပေးလို့ရတဲ့ကိစ္စမျိုးလည်းဟုတ်ဘူးလေဒါပေမဲ့ညီမလည်းညီမတက်နိုင်တယ်လို့ကူညီချင်ပါတယ်ဒီမဲ့ညီမအမှန်တော့ဦးမုံညံသိဆုံးမှုကိုအကိုသိတဲ့ဘောမတွေ့ဘူးချစ်နိုင်ရင်ညီမတို့လည်းအိမ်ပြောင်းတင်တာပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်တစ်ခုခုတော့လုပ်တင်တယ်လို့မြင်နေပြီးရင်အကိုတို့ခဏလာမတွေ့တဲ့တော့ဘူး ဘာလို့လဲဆိုတော့ညီမသဘောပေါက်တယ်မလားညီမရဲ့အမေနဲ့ညီလေးညီမလေးတွေကိုသာခယူးဆိုင်ပါကျန်တာအကိုကျန်တာအကိုလုံမပဲပြောပါမယ်ညီမသဘောပေါက်ပါတယ်အကိုကိုပြောပြချင်သေးတာကညီမဖေဖေနဲ့တွေ့တော့ကဖေဖေစီကစကားနိုင်လာတဲ့အထက်ကအကူညီရနိုင်မယ်ထင်လို့ပြောပါညီမလေးဖေဖေကရင်နိုင်ဦးအိမ်မှာအလုပ်လုပ်တော့ကအဲ့ဒီမှာအသက်ကြီးကြီးလူကြီးတယောက်ရှိတယ်တဲ့အဲ့ထင်းပုံစံမျိုးလို့ပြောပေမဲ့အိမ်မှာဘာလို့လဲမလုပ်ဘူး ရင်နိုင်ဦးကလည်းအဲ့ဒီလူကိုတော်တော်လေးအရေးပြုပုံပေါ်ရဲတဲ့စကားပြောတာလည်းတိတ်မတွေ့ဘူးတဲ့ဒါပေမဲ့အဲ့ဒီလူကြီးကနန်းကြီးပြရဲ့တက်ခန့်ကိုလိုက်ဖို့ဖို့ဖိဖိကိုကူညီတောင်းမှုလို့ဖိဖိကိုယ်တိုင်လိုက်ဖို့ပေးဘူးလေအဲ့ဒါကအမှုတွေမဖြစ်ခင်နှစ်ပတ်လောက်လောက်မှာလွန်းတော့ဒီသူမနဲ့ဆက်တွေ့ရှိသည်ဟုကြားသည်နဲ့စိတ်ဝင်စားမှုအရှင်ကမြင့်တက်လာသည်ဒါပေမဲ့ဖြစ်စဉ်ရဲ့သဘောတရားကမရှင်းလင်းသည့်ပြင်ဟာခွက်တွေလည်းရှိနေသေးသည်လေအိမ်ထင်းဖြစ်ဖြစ်အိမ်ကူဖြစ်ဖြစ်အိမ်ကူဖြစ်ဖြစ် ။ဘာကြောင့်ကြောင့်သူ့မနဲ့တွေ့ဖို့ရှိမှလဲ။အဲ့ဒီလူရဲ့နာမည်အခုဘမနေလဲဆိုတာကိုပြောပြသေးလား။နာမည်အရင်ကတော့ဖြစ်ဖြစ်လည်းမသိဘူးလို့ပြောတယ်။ဒါပေမဲ့မျက်လုံးသားမှာအမေရောက်အမတ်ကြီးနဲ့အမတ်ကြီးပါတာမို့ဦးမတ်လို့ခေါ်ကြတယ်တဲ့။ပြီးတော့တရားခွန်မှလည်းတက်တယ်ဖြစ်ပါမလားဘူးတဲ့။ပြောပြပေးလို့ကျေးဇူးပါညီမအကိုအရင်ဆိုက်လိုက်ပါမယ်ညီမလည်းကျေးဇူးတင်ပါတယ်တွားလိုက်အောင်မယ်နော်အိမ်မှာမိမိတယောက်တည်းကြံနေတာမို့ဟုတ်ပြီညီမ နှင်းတော်ထွက်သွားပြီမယ်လုံနာကတော့အတွေ့အကြုံနှစ်ယောက်တည်းဒုက္ခရောက်နေစဉ်ကောက်ရုံးမြင်လို့တဲလွန်စားတွေကတွေ့တွေ့ပြီးခြင်းမှာပဲရှေးရှိန်နဲ့ထက်မျောသွားသလိုပဲသူလျှောက်ခွေနေမှုတွေကအရာထင်နေသေးရဲ့လားတစားမုန်းလာတဲ့ကိုပင်ရောက်လီပြီးနောက်တလားဆိုရင်ကြောင်မြတ်ဖွင့်ပြီးကြောင်မြတ်ဖွင့်ပြီးကိုမကားပြီးရန်ကုန်သို့ပြန်ခြင်းပြန်ခြင်းနေလီပြီးသို့တော်လဲအဖွားကသူ့ကိုမပြောင်းမှုဆွဲထားလီပြီး အဖိုးလေးကပါရောက်နေပြီမို့ပြင်ဦးလင်မှာပဲခြေကျုံမိနေသည်အရေးတဲ့သူ့ဖေက တောင်းကြီးသွားမိကိုအဖိုးလေးကလိုက်တော့ဟိုအတင်းတိုက်တွန်းနေလေသည်ပြီးရင် လူကြီးသူကြီးတွေကြားတဲ့သူဦးလေးလည်းဖြစ်နေလိမ့်မည်ဦးမီကြောင်မွေးရတွေမို့ပြင်းနေတာမှန်တော့လဲကြောင်ဖွင့်ရနေလဲကြောင်တက်ရမှာပြင်းသည်ပြင်းပြင်းရှိသည်နင်အင်ဘော်ဒါအကန်းတွေတွေ့ရဖွေကိုထုတ်ထည့်ပြီးကြည့်နေလိုက်သည်ရှာလောင်ဟုံးတွင် တိယဆောင်ခဲ့သောမင်းသား၏စကားပင်မခသည်စာတန်းတို့မပါသည့်စကားကိုအမိလိုက်နားထောင်ရင်တငယ်ချင်းတွေကိုတွေးလိုက်မိသည်။ဘာတွေများလုပ်နေကြပါလဲ။ဗမာနေကြသည်ဆိုတာကိုခရီးရီးသိပေမဲ့ဖုန်းနံပါတ်ဟု၍နှွေဦးမောင်၏နံပါတ်သာသူသိသည်။ရှေ့ကောင်ဖုန်းဆက်ပေမဲ့လည်းအိမ်မှာမရှိဘူးခရီးသွားသည်လေလေ။လုံးကိုတော့ဖမ်းလို့မမိတဲ့ဆက်လို့ပင်သူသဘောထားလိုက်သည်။သို့တော်လည်းယခုချိန်ဆိုရင်ဘာတွေများလုပ်မလဲဟုတွေးကြည့်မိပေမဲ့သူကောင်းနေတယ်ဘာမှပေါ်မလား။ စာဖတ်နေပြီလို့သူမဟုတ်နှွေဦးမလို့ခေးထွက်နေပြီလားတွေ့ရင်တွေ့ရင်အလိုမကြတော့သူတရားတဲ့တိတ်အားနေတယ်လို့ပဲရေးသားတွေကလည်းရှင်ပုံမှာကြံခဲ့ပြီလေအရင်ကလိုလေပေါ်ပေါ်ထင်းနေတိတ်မတွေ့ရတော့မကတတောင်ကြီးလိုက်မသွားဘူးလားလေကားရဲကနေထွက်လာသေးတန်းကမကသည်စုဖာကနေခန်းကိုနှောက်ကြံနေပြီလင်းတို့တို့လင်းတို့ကဲ့သို့စောက်ထိုးနေလိုက်ရင်တတိကမလိုက်ချင်လဲရတယ်ဆိုတာနဲ့လေတားလဲလိုက်မသွားဘူးအဖိုး ဒီကောင်ကတော့ကွာဥမမောင်ခန့်ကမျက်မှောင်ကျုံ့ရဲ့ဥဆိုးမျက်ကိုကျိန်မောင်ကအခန်းထဲသို့ဝင်သွားလေသည်မကသည်အင်းကြီးအချစ်ခံလေးပင်မေမေမရှိတဲ့ကဖူဖူဖိုးလေးနဲ့အဖွာကသူ့ကိုဖူဖူမုန်တဲ့ချက်သည်ငငယ်ကကြောက်မှရံဖြစ်လျင်ထိုတန်းမှန်အလုတ်ထုတ်ခံရသည့်အချိန်ဖိုးလေးကအနာပြသည်အသက်ကြီးလာမှသာသူကိုယ်တိုင်ဆင်ခြင်မိလာခြင်းပင်သူဒီကတော့သူဘာလုပ်လို့သဘောမတွေ့ဘူး ငငယ်လေးကပျက်စီးနေသည့်ကလေးတို့သာမြင်သည်ထို့ကြောင့်သူတို့တားဖားနေရကလုံးဝမတည့်မကကတော့သူ့အဖေကိုကြောက်မနေပါသူ့ဘက်မှာအဖိုးလေးကအဖွားပါရှိသည်ကရှိတာကိုသူ့အဖေကိုမုန်းနေတာမဟုတ်ပေမဲ့အဖိုးလေးနဲ့အဖွားလေးတို့စီကနေအမြဲစုခံအောင်အစုခံအောင်တွေ့ချွန်တုံးလုံးနေချွန်တုံးလုံးပေးလေးရှိသည်အခုလေဂျယ်ဒီဖုန်းဆက်အစုခံရတော့မည်ကို သူသိသည်ဟုတ်သူသိသည်မို့စကားတန်ကို ရှော့ကအိမ်ဖုန်းကိုကောက်ကင်လိုက်သည် ။အဲဖုန်းတွေကတခုကပြောနေတခုကခိုးနှားထောင်ရလေပြီးမို့လို့မကောင်းတဲ့ကျင်မှန်သိပေမဲ့သူအဖေဖေစုခံရတာကိုကြားချင်ပါသည်။ဖုန်းကနေတည်းနဲ့ဒေဒီစင်ကျင်တွေကိုကြားလိုက်ရသည်။ကျွန်တော်မခေါ်တာဖို့ဘူးလေလေ။သူကမလိုက်ချင်တာ။သူနဲ့ကလေးမလိုက်ချင်တာနည်းနည်းမင်းမခေါ်ချင်တာကများများမင်းတို့ရင်ဖြစ်ထားကြပြန်ပြီလား။သူကမှထောင်မကျတာလေလေရ။မင်းသူ့ကိုဖေတော့အကောင်းမြင်ဘူးလို့လေသူလုံးနေတာတွေကိုမင်းချစ်ချစ်ဖို့လို့လား။ ။ဒီရွယ်ကသူ့နဲ့ပြန်ရန်ဖြစ်လို့ရတဲ့ရွယ်မဟုတ်ဘူး။ချော့တယ်ချော့မှာပဲ။မကသည်စိတ်ထဲကနေပျော်ထအဖိုးလေးဟုဩဘာပေးနေမိသည်။လိလေသူလဲသူလန်းသူဖောက်နေတာပဲ။ကျွန်တော်သူ့ကိုအတင်းဆက်တင်လို့မရဘူး။လူဆိုတာကိုယ်တမိုင်းကိုရေးရတာပါ။ကျွန်တော်တို့ပုံစံခွက်ထဲကိုသူ့ကိုအတင်းထွက်လို့မရဘူး။ဒီကိုလိုက်လာသည်သူကြောင့်ကျွန်တော်ပဲမျက်နှာပြည့်ရမှာကျွန်တော်ချော့လည်းမချော့တော့ဘူးမင်းဒီလိုစကားတွေဘာလို့ပြောနေရလဲစွမြတ်မကကမင်းရဲ့ မဟုတ်ဘူးလေလေသူကျွန်တော်တောင်မဟုတ်လို့ဒီလိုလုပ်နေတာမဟုတ်ဘူးဖုန်းတံကွက်ကိုကင်ထားသည်မကင်လက်မတစ်ဆင့်တကိုးလုံးရှေ့ခဲ့ရတယ်လို့ခံစားလိုက်ရသည်ထက်ဆင့်ပြောနေသည့်စကားများကို तू မကြားတော့ခြင်း तू အာရုံအလုံးစုံကိုဖယ်ထုတ်လိုက်သည်က तू ကကျွန်တော်တောင်မဟုတ်မဟုတ်လို့ဆိုသည့်စကားပဲဒုက္ခတတိယတာမဟုတ်ဘူးဒါဆိုဘသူရဲ့တားလေမကသည်ဖုန်းကိုအလံတစား ချမိလိုက်သည်ရုပ်ဆုပ်အကြည့်တန်လာသည့်စကားတွေသည်သူ့အုံနောက်ကိုစလိမ့်မင်းနဲ့တွတ်လိုက်သလိုကျင်ခဲသွားစေသည်ဆယ်နှင်းတင်စားတဲ့ပုဂ္ဂိုလ်ကလေးငယ်အားချက်တွက်ခိုင်းနေရသလိုမျိုးဖေယာလေးကဖေယာကနေစစင်းစားမှမသိတော့ခြင်းစောက်ကျိုးနေသူကဘသူလဲဒရိတာမဟုတ်သူကဘသူရဲ့တားလဲရုပ်ချီးပါပဲတဘာဝနဲ့ဆက်ကြေးတေဆုံးသွားပါသည်ဟုဆိုတော့မမေကိုသူပြေးမြင်မိသည် မဂတိပါဆိုသည့်ဖြစ်တည်မှုသည်စောက်ကျိုးနယ်ကိုပျောက်ဆုံးသွားသလိုပင်အေကန်ကနေအခန်းထဲသို့ကမိုးရှုတို့ဝင်လိုက်မိသည်သူ့ခြေလနဲ့ကတိတ်မခိုင်တော့ပင်အရာအလုံးကပလာကျင်းနေဘာတွေဖြစ်ကုန်တာလဲဒါကြောင့်တတိကသူ့ကိုအမြင်မြင်မကြည့်ရလားဒီကိစ္စလေးကိုဖူးဖူးရောသိလားဒီကိစ္စတွေကိုရောဖွာရောသိလားမသိသေးဘူးဆိုလျင်ရောသိသွားလျင်ရောသူ့ကိုအတိမတ်ပြုံးမိလို့အဖိုးလေးကဘလို့သိနေရကြလဲ ဖစီလီသူ့ကိုဖုံးခွဲထားကြဖို့စိတ်ကူးစိတ်ကူးရှိနေကြတာလေသူကမကတီပါဟုတ်ရဲ့လားဟုတ်တရားဝင်မိစေပြီမေဂုံမောင်တောင်းချက်တော်ကသူ့အုံနောက်ကိုလှမ်းချက်ကိုတပွဲပုတ်ခတ်နေသည် မကတီပါသည်အင်ကြီးတကယ်ကိုကောက်စလိုက်အင်အားတို့ပြင်းစင်လာသည်နေလေသာထမင်းဝါပြင်းနေသည့်အဖွားကသူ့ကိုမြင်သည်နှင့်ညစ်ဘဲသွားမလို့လဲရန်ကုန်ပြန်မို့ဟဲ့ဘာဖြစ်တာလဲအဖွားရဲ့အထက်တလန့်အမေကိုသူလှည့်ရှင်းပြနိုင်တော့ပြီဘာကြောင့်လဲဆိုတော့ သူ့ကို၌ပင်ပျောက်ဆုံးနေသောကြောင့်မင်းသူ့မှာတွားစီရနေဟာဟု၍ရန်ကုန်အိမ်လေးသာလည်းရှိလေသည်ကဘာကြီးကသူနားတဲ့တလောက်ပဲတင်ဆောင်လှက်ပက်ပေးဖို့တင်သည်တရက်တလ2020နှစ်၄နိုင်18မိနစ်အလုံးကျေးဇူးတင်ပါတယ်ကျမနှင်းစုပါကျွန်တော်နည်းနည်းလေးကြာသွားတဲ့အတွက်လည်းနားထောင်နေတဲ့သူတွေအားလုံးကိုကျွန်မတောင်းပန်ချင်ပါတယ်။ဘာလို့လဲဆိုတော့ကျွန်မရဲ့ အကြောင်းကြောင့်ဂျွညိုလေးကကြာသွားတာဖြစ်တဲ့အတွက်ကျွန်မတောင်းပန်ပါတယ်အားလုံး